ခုပြောမဲ့သတင်းကဘာလဲဆိုတော့အိန္ဒိယနိုင်ငံကတထေးတအူးအကြောင်းပေါ့နော်အဲ့ဒီတထေးကဘယ်လောက်ထိလဲဆိုတော့သူကတကယ်ကိုပေါ့နော်မုံမြတ်တဲ့ brighter စိတ်တဲ့အပြည့်ရှိရလို့ပြောရမယ်သူကအင်ဂျီယာမဲအတွက်တွေကိုအင်ဂျီယာမဲပေါ့နော်ဒုက္ခတွေတွေအတွက်ကိုသူကအိမ်နေဆောက်ပေးတာဟုတ်အဲ့တော့တကယ်လိုအပ်တဲ့နေရာမှာသူ့အနေနဲ့ပေါ့နော်ဒါစီမံကိန်းတွေဒါအိမ်အိမ်နေဆောက်ဖို့အတွက်စီမံကိန်းတွေချမှတ်ပြီးတော့အိမ်ဆောက်ပေးရဲပေါ့နော်ပြောမယ်ဆိုရင်သူ့အနေနဲ့ဆိုရင်တကယ်ကိုပဲပေါ့နော်ဒါကုသိုလ်ကြီးလည်းအများကြီးရမှာဆိုတော့ဒီတထေးရာဆိုရင်ねသူ့ပေါ့နော်လောက်ကင်နေတဲ့ကမ်ပဏီယာဆိုရင်တော့သူက American software ကမ္ပဏီတစ်ခုသူအုပ်ချုပ်နေတာနောက်သူအနေနဲ့အဲ့ဒီကမ္ပဏီอ่ะဆိုရင်လည်းဒါပေါ့เนาะမကြမီမှာပဲတဲ့ London Stock Exchange နဲ့ဒေါ်လာတန်ပေါင်းများစွာတန်တဲ့စာချုပ်ကိုလည်းချုပ်စုဝင်ရထားတာတဲ့ဒီတော့ငွေကြေးမြောက်များစွာရှိတဲ့အခါမှာဆိုရင်ဒီငွေကြေးတွေကိုသူ provider ဘက်မှာလည်းအသုံးချတယ်ပေါ့เนาะဒီတော့သူအနေနဲ့ဘယ်လိုအသုံးချဖို့အတွက်အခွင့်အလမ်းဖြစ်လာလဲဆိုတော့ဒီပေါ့เนาะသူတို့ဒီအိန္ဒိယနိုင်ငံ daily မှာဆိုရင်ကျူးကျော်တဲတွေကိုဒါကျူးကျော်တဲအဖြစ်ပေါ့เนาะဒါအိမ်တွေကိုပေါ့เนาะဒါဖြတ်လိုက်တယ်အိမ်တွေဖြတ်တဲ့အခါမှာဆိုရင်တော်တော်များများဒုက္ခတွေဖြစ်ကုန်တယ်အင်ဂျီယာမေတွေဖြစ် ်ကုန်တာတဲ့ဒီတော့အဲ့လိုမျိုးဖြစ်သွားတဲ့အခါမှာဆိုရင်သူ့အနေနဲ့စီမံကိန်းတစ်ခုချမှတ်လိုက်တယ်ပထမဦးဆုံးအနေနဲ့သူကဒီအရင်ဆုံးပေါ့နော် daily မှာရှိတဲ့ဒုက္ခတွေတွေအတွက်ကိုဒါအိမ်ပေါင်း1800ကျော်စလုပ်ပေးခဲ့တယ်တဲ့ဒီတော့ဒုက္ခတွေအနေနဲ့ဆိုရင်ဒါနေမှုထိုင်မှုတွေကိုအများကြီးအဆင်ပြေသွားတာပေါ့နော်နောက်ထပ်စီမံကိန်းကကြတော့သူကဒီနွိုင်တာမြို့မှာရှိတဲ့အင်ဂျီယာမဲတွေအတွက်ကိုလည်းအိမ်အလုံးပေါင်း6000ကျော်စလုပ်ဖို့အတွက်လည်းစီမံကိန်းချမှတ်ထားပြီးပြီတဲ့ဒီတော့အဲ့ဒီအိမ်တွေစလုပ်ဖို့အတွက်ကိုသူ့မှာဒေါ်လာတန်း20တန်မှုအရင်နှစ်ကိုရင်းနှီးပြီးတော့သူစလုပ်ပေးတာဒီ ီးတော့သူ့အနေနဲ့ပေါ့နော်ဒါတကယ်ကိုလည်းမုံမြတ်တဲ့စိတ်ထားအတွက်ကိုတကယ်ချီးကျူးဖို့ကောင်းတယ်။နောက်ပြီးတော့ तू ကအိုးမဲအိမ်မဲတွေအတွက်ကိုပြန်လဲထူထောင်ရေးစီမံကိန်းတွေမှာဆိုရင်အများကြီး तू ကပါဝင်သွားအောင်မယ်ဆိုပြီးတော့ပြောပြထားတယ်ပေါ့နော်။ဒီတထိန်နာမည်ကကြတော့ Robin Rina လို့ခေါ်တယ်တဲ့။ပြီးတော့သူ့အနေနဲ့လားအိန္ဒိယတန်းကျွယ်တထိန်တူအနေနဲ့ဆိုရင်သူ့ရဲ့နိုင်ငံမှာဆိုရင်ဒီလိုဒုက္ခသည်တွေအဖြစ်ကိုမြင်ရတဲ့အခါမှာ तू စိတ်မကောင်းတဲ့အတွက်ကြောင့်အခုလိုမျိုးပြန်ပြီးတော့ပေါ့နော်အင်ဂျီယာမဲတွေအတွက်ကိုအလုံးအစင်ပြေဖို့အတွက်ကို तू ပြန်လဲပြီးတော့ထူထောင်ပေးတာပေါ့နော်။တကယ်ကိုလည်းဒါမုံမြတ်တယ်နော်။ဟုတ်တယ်။ များသောဖြင့်တော့ဟိုတော်တော်များများပေါ့ပတ်စံချမ်းသာလာပြီဆိုလို့ရှိရင်ဟိုကိုကိုဖို့ပို့ပြီးတော့စဉ်းစားကြရတော့ကိုကျိုးကိုနော်ပြီးတော့ provider လှူဒန်းနေဆိုရင်လည်းဒါလှူဒန်းလာတော့ပဲရှိမယ်။သူကကျတော့လုံးဝအောင်တေချာစဉ်းစားရတဲ့လိုအပ်တဲ့နေရာကိုလှူတာအရင်မှုံပြတဲ့။ကဲအခုခိုင်းကြွားကြတော့ဒါငွေကျယ်ပွင့်နေနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့သတင်းလေးတွေပြောဦးမယ်။တို့ကောင်ပြောပြထားတယ်။တို့ရဲ့လေးဝက်ချက်သတင်းလေးတွေပေါ့နော်။အဲ့တော့ဘာမှအမှားရေးထားလဲဆိုတော့ ATA မှာရေးထားတာတွေ့ရပါ။အဲ့တော့ပထမဆုံးပြောထားတဲ့သူကဒီနိုင်ငံတကာကဒီနာမည်ကျော်ကြားနေတဲ့ဂျနီဖာ ါ Lawrence ပေါ့အားလုံးသိမှာပါအဲ့တော့သူကသူ ਨੇ ပတ်သက်ပြီးတော့ပေါ့နော်သူ့ရဲ့ဒီဟိုမကောင်းတဲ့အကျင့်လေးပေါ့အဲ့ဒီအကျင့်လေးကိုပြောပြတယ်ဘာအကျင့်လဲဆိုတော့သူ့ရဲ့အကျင့်ကတဲ့အိမ်သားလေးကပြန်ထွက်လာရင်လက်မစည်းဘူးတဲ့ဟာဒါသူ့ရဲ့အကျင့်ဆိုဆိုပြီးတော့သူဝန်ခံတယ်ဒါပေမဲ့ជីជីမို့ကောင်းပါတယ်သူတို့တွေကနော်သူတို့ရဲ့အကျင့်ဆိုတစ်ခုကိုဖုံးကွယ်မထားဘဲနဲ့ဟိုပြောရဲတဲ့တတိပေါ့နော်ဒါကတော့ជីជីမို့ကောင်းတယ်ဒါကပထမတစ်ယောက်နောက်ထပ်တစ်ယောက်ကပြောထားသေးတယ်ကိတ်ဝင်းစလက်သူ့လည်းသိကြမှာပဲနော်အဲသူကတော့အကျင့်ဆိုမဟုတ်ဘူးသူ့ရဲ့ဟိုထူးခြားတဲ့အကျင့်လေးတစ်ခုပေါ့နော်သူကဒီအော့စကာ ာဆုရထားတဲ့သူအဲ့တော့ဒီအော့စကာရုပ်ထုကိုသူဗမာထားလဲဆိုတော့သူရဲ့အိမ်သားထဲမှာထားတယ်အေးအိမ်သားထဲမှာထားတယ်ဆိုတော့ဒီရုပ်ထုဆိုတာဟိုများသောအားဖြင့်တန်မိုးရှိတယ်အဲ့တော့အေကန်ထဲမှာပဲထားပြီးတော့ဟိုတေချာဟိုထားထားမဲ့ဟာကိုသူကဘာလို့အဲ့လိုထားထားလဲဆိုတာအကြောင်းရင်းလည်းရှိတယ်ပြောပြတယ်ဘာလဲဆိုတော့သူ့အိမ်ကိုဧည့်သည်လာလေတဲ့ခါကျရင်ဒီအိမ်သားဆိုတာအသုံးပြုရမှာပဲအဲ့တော့သူကလူရီယောပေါ့နော်အော့စကာဆုဆိုတာကဟိုကင်ကြီးချင်ကြရတယ်နောက်ပြီးတော့လည်းပေါ့နော်ဟိုသူ့အိမ်ကိုလာလေတဲ့ဧည့်သည်တွေထဲမှာအမှုပညာရှင်တွေလည်းပါလာနိုင်တယ်အဲ့တော့သူပြောထားတဲ့သဘောကနောက်တစ်နေ့မှအဲနောက်တစ်ချိန်မှာပေါ့နော်အော့စကာ စုရမဲ့အဲသူ့ရဲ့ဧည့်သည်ပေါ့နော်တကယ်လို့အိမ်ကိုလာလေပြည့်မယ်ဆိုလို့ရှိရင်မှန်ရှိမှာသူ့ရုပ်ကိုကင်ပြီးတော့ကျေးဇူးတင်စကားပြောလို့ရအောင်ပေါ့နော်သူအိမ်နဲ့အိမ်သားထဲမှာလေ့ကျင့်လို့ရအောင်သူသူ့ရုပ်ကိုသူထားပေးထားတာစိတ်တနာနဲ့ပေါ့နော်အဓိကအဲ့တော့ဒါဟိုခင်ဗျားတို့ဒီ personality လိုပဲပေါ့နော်မှန်ရှိမှာဒါ acting ကျင့်ရတယ်သူတို့လည်းအဲ့လိုပဲ Oscar ဆုတွေကင်ပြီးတော့ကျေးဇူးတင်စကားဘယ်လိုပြောမလဲကျင့်လို့ရအောင်သူထည့်ပေးထားတာအဲ့တော့သူ့ရဲ့ရွေးချက်လေးကလည်းအံ့ဩဖို့လည်းကောင်းတယ်နော်အဲ့တော့ဒါငွေကြေးဝင်းနေရဲ့ထူးခြားတဲ့ဒီသတင်းလေးတွေပေါ့နော်အားလုံးအားလုံးလူတိုင်းမှာတော့ ူးကြတဲ့အကျင့်ကတော့ရှိပါတယ်ဟုတ်တယ်နော်ဟုတ်တယ်နော်အဲဆိုလို့ရှိရင်ဒါဆိုလို့အိမ်မှာဆိုလို့ရှိရင်ဂျာနေထားရမယ်အိမ်မှာဟုတ်တယ်အဲ့ဒီလာတဲ့ခါအကျင့်အောင်စဖတ်ပြီးကျင့်တယ်ပြည့်ပြည့်ဝင်ရိုက်ဖို့ပေါ့နော်ဒါစာအုပ်လေးကြည့်လိုက်ပြောလိုက်ဒါတိုင်းဝင်ရိုက်လို့ရအောင်ကဲဒါဆိုရင်ဒီခါမှာကျတော့စုမှာဒါနည်းနည်းဟိုသတင်းထူးထူးခြားခြားလေးဆိုပေမဲ့ခလေးလေးတရားအဆောင်လွန်သွားတဲ့အကြောင်းလေးပြောပြပေးအောင်မယ်ဒါလဲဆိုတော့အိန္ဒိယနိုင်ငံကခလေးလေးပေါ့နော်အသက်က9နှစ်ပဲရှိသေးတယ်9နှစ်ဆိုတော့အသီးဆော့ပြီးတတော်ဆော့မှာအဲ့တော့နော်သူ့နဲ့သူကကျတော့အိန္ဒိယနိုင်ငံစာလီချိုကမြို့မှာရှိတဲ့ခလေးပါတဲ့ သူတငယ်ချင်းလေးနဲ့စစ်တိုက်တိုင်းကစားစစ်တိုက်တိုင်းကစားရင်လည်းသူကဘာလုပ်လဲဆိုတော့စစ်သားတွေမှာအုတ်ထုတ်ဆောင်တယ်အုတ်ထုတ်ဆောင်တဲ့ဖြစ်တဲ့အတွက်သူကဘာလဲဆိုတော့ပေါအုပ်အသေးကိုခေါင်းမှာဆောင်းပလိုက်တယ်အော်ခေါင်းမှာဆောင်းတဲ့ခါမှာသူ့ခေါင်းနဲ့ပေါအုပ်နဲ့ကတိုင်းနဲ့ဖြစ်ပြီးတဲ့ခါမှာကျတော့ချွတ်လို့မရဘူးခေါင်းခေါင်းနဲ့ပေါအုပ်နဲ့ကလုံးဝ ညက်သွားလောကချွတ်လို့လည်းမရတော့ဘူးနောက်ဆုံးမှဘလောက်ရီလဲဆိုတော့သူ့မိဘတွေရောပြီးတော့အိမ်နားပတ်ဝန်းကျင်ရလူတွေရောအကုန်လုံးလာပြီးစူးစမ်းပြီးချွတ်တယ်ဘလို့မှချွတ်လို့မရအောင်ခေါင်းနဲ့ဘောင်းနဲ့ညက်သွားပါဘောနော်ခုနှစ်အသက်ကလည်းခုနှစ်နှစ်ဆိုတော့ तू ကတော့လုံးဝအောင်အပြည့်အောင်ငိုမှာပဲအဲ့တော့အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာနောက်ဆုံးမှဆိုရင်တော့တန်ပြက်လှောက်နဲ့လက်သမားဆရာတူရောက်လာတယ်ရောက်လာပြီးတဲ့အခါမှာဒါဘောနော်အဲ့လိုမျိုးသူ့ကိုခေါင်းကခေါင်းကနေပြီးတော့အောက်မှာလဲပြောမှလည်း तू အသားဟုတ်ထိမှာဆိုလို့ဒီတသားပြားလိုမျိုးခံခံပြီးတော့အပေါ်မှာတန်ပြက်လှောက်လေးနဲ့ဒီ ီပေါ့နော်ခုနဆွတ်သွားတဲ့ဟွာပေါ့အိုးတဖြည်းဖြည်းနဲ့ဖြတ်ယူဖြတ်ယူတဲ့ဟာအိနီးချင်းတယောက်ကတေးသေးချာချာကိုဗီဒီယိုဖိုင်လေးရိုက်ထားရဲ့အဲ့တော့ဒါဘလောက်တောင်လူတွေတုံးရလဲဆိုတော့ နှီးပေါ့နော်ကလေးကအလျားလိုက်လဲပြီးတော့ဒါအိနီနာချင်းတွေတော်တော်များများကကလေးကိုတခြားချုပ်ထားတယ်အလှုပ်ယုံလို့ရှိရင်ဒါထိမှာဆိုလို့ချုပ်ပြီးတော့မှဒါဒီခေါင်းမှာစွတ်နေတဲ့စတားအုပ်ထုပ်လေးလို့သူထင်နေတဲ့ဒီထမင်းပေါင်းအုပ်လေးကိုမင်းဲကျွအောင်ချုပ်ထည့်ရတယ်ဆိုပြီးတော့ပြောတယ်အရှင်ဘောကနော်တော်တော်ဆိုတာပဲကလေးရာနော်တခါကြောက်လို့ရှိရင်မရအောင်သူလှုပ်ချင်တယ်တော်တယ်နော်ဟုတ်တယ်သူမှတ်သွားပါပြီနောက်တစ်ခါသူစတားလုံးမဟုတ်တော့ဟုတ်တယ်ထုတ်လည်းမစောင်းတော့အင်ဂျင်နီယာလည်းမလုပ်တော့ ကဲဒါဆိုရင်တော့ဒါခေါင်းဟိုပေါင်းထဲမှာခေါင်းညက်နေတဲ့ကလေးလေးကြောင့်လည်းပြောပြီးဆိုတော့ခဏလာကြမယ်เนาะခေတ္တပြုံမင်းစီညာနေပြိတ္တတွေအတွက်အလှပရဲ့အကြောင်းအရာပြောပြပေးဖို့ခဏနေပြန်လာရဲပါဦးမယ်ရှင်